မင်္ဂလာပါခင်ဗျာကမ်ပါ Pro လိုအပ်နေသူတွေအတွက်ကျွန်တော်စီမှာကမ်ပါ ATU Pro ကိုအခမဲ့ရယူအသုံးပြုနိုင်ပါတယ်ဒီလိုမျိုးကမ်ပါ Pro ရယူနိုင်ဖို့အတွက်လုဆောင်ဖို့အစဉ်နှစ်စဉ်တော့ရှိပါတယ်ကျွန်တော်ပေးပို့ထားတဲ့ website link လေးကိုနှိပ်ပြီးတော့အဲ့ဒီ website လေးကိုသွားရပါမယ်အဲ့ဒါကတော့ကျွန်တော်ရဲ့ website ဖြစ်တဲ့ shanwen.com ဖြစ်ပါတယ်ဒီ website page ကို web page ကိုရောက်ပြီးဆိုတာနဲ့အာဒီလိုမျိုးလေးမြင်ရမှာပေါ့နော်ဒီအောက်မှာဆိုလို့ရှိရင်တော့ အာ subscribe on youtube ဆိုတဲ့ button လေးတစ်ခုရှိနေမှာဖြစ်ပါတယ်ဒီ button လေးကိုနှိပ်လိုက်မှပဲကျွန်တော်တို့ canva pro ကိုဆက်လက်ပြီးတော့ရယူလို့ရမှာဖြစ်ပါတယ်အဲ့တော့ဒီ button လေးကိုနှိပ်လိုက်မယ်အာပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ channel လေးကို subscribe လုပ်ထားပြီးဖို့မိတာရခံပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ subscribe လုပ်လိုက်ပါမယ်ပြီးရင်တော့ဒီအောက်မှာ button လေးနှစ်ခုပေါ်နေပါပြီ တန်လေးကိုကျွန်တော်တို့နှိမ့်လိုက်ပါမယ်။ဒါဆိုလို့ရှိရင်တော့မိတ်ဆွေတို့ Canva Pro ကို EDU Pro ကို အသုံးပြုလို့ရပါပြီ။ဆိုကျွန်တော်တခုလောက်စမ်းသုံးကြည့်ပါမယ်။ကျွန်တော် presentation တခုလောက်ကြည့်မယ်။အာဒီဇိုင်းတွေမှာဆိုလို့ရှင်လည်းပဲ ပရိုဒီဇိုင်းတွေအားလုံးကိုကျွန်တော်တို့အသုံးပြုလို့ရပါတယ်ဆိုတော့ကျွန်တော်ကအာဒီဒီဇိုင်းလေးကိုဒီဒီဇိုင်းလေးကိုယူလိုက်ပါမယ်ဒီကပရိုဒီဇိုင်းလေးပါဆိုတော့ကျွန်တော်တို့ပရိုဒီဇိုင်းလေးကို အသုံးပြုလို့ရပါတယ်နောက်တစ်ခါကျွန်တော် elements တဲမှာလည်းပဲကျွန်တော်တို့တချင်ကာလဖြစ်တဲ့အတွက်ဘတော့ကိုရိုက်ရှာလိုက်မယ်ဆိုရင်ဒီမှာ pro version နဲ့ဘတော့ pan တွေ ်ဒီတကြံနဲ့ပတ်သက်တာတွေအများကြီးရလာပါပြီပေါ့နော်ကျွန်တော်ဒါလေးကိုအသုံးပြုလို့ရပါတယ်ကျွန်တော်တို့ကျွန်တော်နမူနာလောက်ရလာဖြစ်တဲ့အတွက်တိကျတော့မဆွဲတော့ပေါ့နော်ဆိုတော့ကျွန်တော်ဒါလေးအသုံးပြုလို့ရပါတယ်ဆိုတော့ကျွန်တော်တို့အာဒီအပြင်ပဲ provision မှာပါတယ်အရာတွေအားလုံးပေါ့နော်ညီမ recite လုပ်တာတွေဒီ ကက်ဆန်ဆိုင်ပေါ့နော်ကက်ဆန်ဆိုင်မှာကျွန်တော်တို့ blog page နဲ့ထားခြင်းလဲပေါ့နော်ကျွန်တော်တို့အသုံးပြုခြင်းလို့ပြန်ပြီးတော့ recycle လုပ်လို့ရတယ်ဆိုတော့ကျွန်တော်ကအာ1900တထားပေါ့နော် random ထားလိုက်တာပါဆိုတော့ကျွန်တော်တို့ recycle this design ဆိုပြီးတော့ site ဒီ level change လို့ရတယ်အဲနောက်ပြီးတော့ကျွန်တော်တို့အာ background move remove လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကဒီပုံလေးကိုအသုံးပြုလိုက်မယ်ပြီးလို့ရှိရင်ဒီမှာ background remover နဲ့ click တစ်ချက်ပဲနှိပ်ပြီးတော့ background ကိုဖြောက်လိုက်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာပြောင်းလိုက်နော်ဒီလိုမျိုးလေးတွေအဲ provision မှာအသုံးပြုလို့ရတဲ့အရာတွေအားလုံးကျွန်တော်တို့အသုံးပြုလို့ရသွားပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်